စိန်တွေနဲ့ပြည့်နေတဲ့ကန်းကြီးကိုမြင်ဘူးပါသလားဒါမှမဟုတ်ရင်လည်းအစိမ်းရောင်သဲတွေခရမ်းရောင်သဲတွေပြည့်နေတဲ့ကန်းကြီးကိုရောက်ဖူးပါသလားရှင်အဖြူရောင်ခရုကုံလေးတွေအပြည့်ဖြစ်နေတဲ့ကန်းကြီးမှာလမ်းလျှောက်နေတယ်လို့စိတ်ကူးကြည့်လိုက်ပါအဲဒီကန်းကြီးကိုလည်းသင်းမောတစည်းနဲ့သာသွားလို့ရမယ်ဆိုရင်ရောဒီလိုအံ့ဩဖို့ကောင်းတဲ့ကန်းကြီးစီကိုသွားပြီးတော့ရှုခင်းလှလှလေးတွေကိုလေပတ်ကြည့်ရှုလို့ရမယ်ဆိုရင်တော့စိတ်လူရှာရစရာတွေအပြည့်ပဲဖြစ်ပါတယ် Hello ချစ်ရပြည်သက်များအားလုံးပဲမင်္ဂလာပါရှင် top song ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ video မှာဆိုရင်တော့ကဘာတဝမ်ကထူးခြားလာတဲ့နေရာအသေးသေးကကန်းချေ15ခုတွေကမှတခုချင်းစီမှာရှိတဲ့အောင်းဝယ်သဘာဝအလှတရားတွေထူးဆန်းလို့တဲ့အကြောင်းတွေနဲ့စမ်းကျေလာတဲ့ပင်လယ်ကမ်းရိုးတန်းတွေအဲ့ဒီပင်လယ်တွေရဲ့ဂီဟာစနစ်တွေနဲ့ဒေတာတွေကထူးခြားမှုတွေကိုထုတ်လုပ်ပြီးတော့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အတူတူလိုက်ပါပြီးတော့ကြည့်ရှုပေးကြပါအောင်ရှင်။ထူးခြားလာတဲ့ကန်းချေလက္ခဏာများ စိန်တုံးကန်းစီအိုင်စလန်ဂျိုရှလွန်ရေကန်ဘေးနားမှာရှိတဲ့ဒီကန်းစီကတော့သူ့ရဲ့မိထောင်ကအကြောင်းဖြစ်လာတယ်။ဒဲအမဲရောင်တွေကြောင့်နာမည်ကြီးပါတယ်။အဲ့ဒီဒဲအမဲတွေရဲ့ရေကန်းလွာတွေရဲ့ကိုပေါင်းဆက်ပြီးတော့ခြေလိုက်တော့လေပြာလဲလဲတောက်ပါနေတဲ့စိန်တုံးတွေရဲ့ပြန့်ကျဲနေတယ်လို့မြင်ရောင်လာစီတာကြောင့်နာမည်ကြီးရခြင်းပဲဖြစ်ပါတယ်။ ပါပါကန်းကြီးဟာဝိုင်အီဒီကန်းကြီးကလည်းသူ့ရဲ့ထူးခြားလာတဲ့အစိမ်းရောင်ဖြစ်နေတဲ့တဲ့အရောင်ကြောင့်ထင်ရှားတာဖြစ်ပါတယ်။ကန်းကြီးရဲ့အောက်ဘက်မှာအိုလစ်နေသမ်ထုမုံတွေကြောင့်အစိမ်းရောင်သဲတွေထွက်လာတာဖြစ်ပြီးတော့ဒီကန်းကြီးကကဘာပေါ်ကအစိမ်းရောင်သဲကန်းကြီးလေးခုထဲမှာပါဝင်ပါတယ်။ဒီကန်းကြီးကိုရောက်ဖို့ဆိုရင်တော့တော်တော်လေးကိုခက်ခက်ခဲခဲသွားမှာဖြစ်တာမလို့တော်တော်ထူးထူးခြားခြားအလှကိုမြင်တွေ့ရမှာလည်းဖြစ်ပါတယ်။ခယူကုံကန်းကြီးဩစတြေးလျ မိုင်ပေါင်း80ကီလိုမီတာလောက်ရှည်တဲ့ဒီကမ်းခြေရတော့သဲမဟုတ်ဘဲနဲ့တန်းနဲ့ချီတဲ့ကမာကောင်လေးတွေကြောင့်လှပပြီးတော့စမ်းပြတဲ့ခရုကွန်ဒီဇိုင်းစမ်းတွေကြောင့်ကမ်းခြေနဘေးလမ်းလျှောက်ချတဲ့တွေကြားထဲမှာနမည်ကြီးလာပါတယ်ရှင်။မျက်စိနဲ့တောင်မယုံနိုင်တဲ့ရှုခင်းတွေလည်းရှိပါသေးတယ်။အနီရောင်သဲကမ်းခြေဂရိဂရိနိုင်ငံစန်တိုရီနီကမ်းခြေကံယူရနာမှာရှိတဲ့ ကြီးမားလာတဲ့အခြေခံကြီးဘေးမှာရှိရတဲ့ကန်းစီလေးရတော့မီးတောင်ကပေါက်ထွက်လာတဲ့အကြောက်တွေကနေဖြစ်လာတဲ့ဒဲအနီရောင်တွေကြောင့်ထင်ရှားတာဖြစ်ပါတယ်။သူရလာပါတဲ့အကြောက်ဆွဲအကြောက်ကဘာတွေနဲ့ချီလင်လာတဲ့ရေတွေကြောင့်ဘယ်လဲရင်ငုတ်တဲ့သူနေပူစာလုံးတဲ့သူတွေနဲ့ပြည့်နေနေပါတယ်။ဖီဘာကန်းစီကယ်လီဖိုးနီးယားဒီကန်းစီကတော့သူရဲ့မက်ဂနီတတူယုတ်ပေါက်ကွဲမှုကနေထွက်လာတဲ့ခဲရောင်သဲတွေကြောင့်ကဘာခီးသွားတွေကြားထဲမှာထင်ရှားလာပါတယ်။ နာဗာဂီကိုကမ်းစီဂရိဒီကမ်းစီကတော့သူ့ပင်လယ်တွေကသင်္ဘောအပြည့်ကြီးနဲ့လှပရဲ့အရှေ့ပြားတွေအကြောင်းထင်ရှားလာပါတယ်။အဲဒီကိုသွားကြတယ်ဆိုရင်တော့အလီတီတီလေးနဲ့ပဲသွားလို့ရမှာဖြစ်ပြီးတော့မြန်မာရဲ့တောင်ကြီးတွေဝင်းရံနေတာကြောင့်သူ့ရဲ့အလောက်ကိုပို့ပြီးတော့ထူးခြားစေပါတယ်။စောစားပွဲရာလိဝက်ချက်တွေနဲ့ပြည့်နေတဲ့ကမ်းခြေတွေလည်းရှိပါသေးတယ်ရှင်။ Flora del Mar Mexico ဒီကမ်းခြေကတော့ လူတွေသိပ်ပြီးတော့မတိကြတဲ့လျှို့ဝှက်နေရာတစ်ခုဖြစ်ပြီးတော့အဲဒီကိုသွားဖို့ဆိုရင်တော့လှိုင်ကောင်းတိတိလေးရနေပြီးတော့ဖြတ်သွားရမှာပါဒီလိုမျိုးစွန့်စားရတာကြောင့်လဲပို့ပြီးတော့ဆေးလုံရှားစရာကောင်းတာပဲဖြစ်ပါတယ်ရေဘူးကန်းတဲ့နယူးဇီလန်ဒီမှာတော့လာရောက်လဲပတ်သူတွေကကိုရိုင်းရေဘူးစန်းတွေဖန်တီးပြီးတော့ရေစိမ်လို့ရပါတယ်ဘာလို့လဲဆိုတော့သူ့ရဲ့ကန်းစီပေါ်ကသင်းပူတွေကနေရေဘူးတွေပုတ်ပွတ်စုပြီးတော့ထွက်လာနေလို့ပါဒါကြောင့်တဘာဝစပါသွားရတယ်လို့ခန်းစားချက်ကိုပေးနိုင်ပါတယ် ကျောက်တုံးကြီးတွေဝင်ရနေတဲ့ဒီကန်းစီကတော့တောင်အာဖရိကမှာရှိပြီးတော့ပင်ကွင်းတွေအများအပြားရှိတဲ့အတွက်နာမည်ကြီးရာဖြစ်ပါတယ်။ဒီပင်ကွင်းတွေကိုအနီးကပ်ကြည့်ရှုလို့လည်းရပြီးတော့အယောင်ပြောင်းတဲ့ကျောက်တွေရှိတဲ့အတွက်လှပတဲ့ပင်လယ်ပြင်ကိုခန်းစားနိုင်မှလည်းဖြစ်ပါတယ်။မြားဘက်ထီကိုလှနေတဲ့အန်အောဝယ်ရာသဘာဝအဖြစ်အပျက်တွေကိုဆက်ပြီးတော့ပြောပြပေးသွားပါဦးမယ်။ Baldujon Modite သူ့ရဲ့ bioluminescent အကောင်လေးတွေကြောင့်ရေထဲမှာ အလင်းပြပြတောက်ပေါက်နေတဲ့ဒီကျွန်းကခီးသွေးတွေအတွက်ကတော့ cherry နာမှာလမ်းလျှောက်နေရသလိုခံစားချက်ကိုပေးနိုင်တာကြောင့်နာမည်ကြီးပါတယ် Flora del Cultivar Spain ဒီကန်းစီကတော့ ခီတိုတောင်တက်ချနေသူတွေအထက်ကိုနာမည်ကြီးရာဖြစ်ပါတယ်။ကျောက်ကဘာရီယာနေဖြတ်သွားမှရောက်နိုင်တဲ့ကန်းကြီးဖြစ်ပြီးတော့ရောက်တာနဲ့ကိုတန်တဲ့သဘာဝအလားတရားတွေကိုခံစားမှာဖြစ်ပါတယ်။ဘိုးလင်းဘောလုံးကြီးတွေနဲ့တူတဲ့ဒီကန်းကြီးကတော့ကယ်လီဖိုးနီးယားမှာရှိပြီးတော့သူ့ရဲ့ဘောလုံးကြီးစားတွေကြောင့်မျက်စိရမမြင်နိုင်လောက်အောင်အံ့ဩဝယ်ပဲဖြစ်ပါတယ်။အမဲရောင်တဲကန်းကြီးအိုင်စလန်ဒီကန်းကြီးကိုတော့ ရင်းနှီးကြရလို့လူသိများကြပြီးတော့မီးသင်းကြောင့်မီးတောင်ချော်ရီတွေကတက်ပြူပြီးတော့ထွက်လာတဲ့သူ့ရဲ့အနက်ရောင်သဲရီကြောင့်ခီးသွားရီအကြမ်းမှာလှပရဲတက်ပုံတွေကိုရိုက်ကူးနိုင်တာကြောင့်ရေပန်းစားလာပါတယ်ပပကိုလီယာကန်းကျိဟာဝိုင်း ဒီကန်းစီကတော့ဟာဝိုင်ယီချုံစုရဲ့ကြီးမားတဲ့ Big Island ပေါ်မှာရှိပြီးတော့အစိမ်းရောင်နဲ့ခရမ်းရောင်သဲတွေရောနှောပေါင်းဆက်ထားတာကြောင့်လာပါတဲ့ကန်းစီတစ်ခုပဲဖြစ်ပါတယ်။ဒီကန်းစီမှာတင်းငယ်တဲ့သဲဝင်လေးတွေရဲ့ရေတရပေါ်လာတဲ့သဲခုံလေးတွေရဲ့ကိုရောနှောပြီးတော့မြင်တွေ့နိုင်ပါတယ်။ဖန်ကန်းစီ California အခုခန်းကြီးကတော့အရင်ကအမိုက်ပြတဲ့နေရာဟောင်းတစ်ခုဖြစ်ခဲ့ပါတယ်။စွန်ပစ်အမိုက်တွေကိုတဘာဝကနေသူ့လိုလိုဓာတ်ပြုပြီးတော့ပလတ်စတစ်တုံးလေးတွေ ပြောင်းသွားစေတာကြောင့်အန်အောဝယ်နမယ်ကြီးရဲ့နေရာတစ်ခုဖြစ်ပါတယ်။ဟိုနိုပူခန်းကြီးဟာဝိုင်ကြီးဒီခန်းကြီးကတော့ဟာဝိုင်ကြီးကာဝရီခန်းကြီးမှာရှိပြီးတော့ကားနဲ့သွားလို့လည်းမရပါဘူး။သင်္ဘောနဲ့သွားလို့ရတာပဲဖြစ်ပါတယ်ရှင်။ အခုခြေသေးပြပြပေးခဲ့တဲ့ကန်းကြီးတွေထဲမှာပရိသတ်ကြီးရောဘယ်ကန်းကြီးကိုရောက်ဖူးပြီးတော့ဘယ်ကန်းကြီးကိုသွားကြလဲဆိုတာကောမလေးရေးသားပေးပါဦးကန်းကြီးတွေကလူတွေရဲ့စိတ်အမောတွေကိုအပန်းပြေစေပါတယ်အလုပ်တွေအားတဲ့အခါမှာတစ်ခါတစ်ခေါက်လောက်တော့ဂန်းချီခီထွက်တည်တင်ပါရဲ့ရှင်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးလို့အားလုံးကိုလည်းကျေးဇူးများကြီးတင်ပါရဲ့ရှင်